အားလုံးပဲမင်္ဂလာပါခင်ဗျာထွားလျှော့ Liberty YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့တော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးနေတဲ့ဆရာအောင်သိန်းရဲ့စဉ်းစားစရာလေးတွေဆိုတဲ့စာအုပ်ထဲကစကားဝိုင်းဆိုတဲ့အမေးဖြေကဏ္ဍလေးကိုဆက်လက်ဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်အားပေးနားဆင်ကြပါအောင်ခင်ဗျာ စကားဝိုင်းအပိုင်း၈ ယခုတပတ်ကျွန်တော်ရေးသားတင်ပြလိုက်သည့်သူတို့အမေကျွန်တော်အဖေမှာရခင်အမေဖီများနဲ့တူမီမထင်ပါမိသူမှာတာမန်စာဖတ်သူတယောက်မဟုတ်ပဲသူတေဒီတယောက်ဖြစ်နေတော့ကြောင့်ဖြစ်ပါသည် ထို့ပြင်မြန်မာလူမျိုးမဟုတ်ပဲအင်္ဂလိပ်အမျိုးသမီးတယောက်ဖြစ်နေခြင်းကလည်းထူးခြားနေသည်ဟုဆိုရပါမည်သူ့အမိမှာ Mrs. Anna J. အလော့ဖြစ်၍ မြမအမိမာဒေါ်ခင်ခင်ကျော်ဖြစ်ပါသည် သူအကြောင်းကိုရှုမဝစာသောမြမမဂ္ဂဇင်းများတွင်၃လေးချိန်မြှဖော်ပြခဲ့မှုသည်ဖြစ်သောကြောင့်အချို့စာဖတ်ပရိသတ်များကတိကျပြီးဖြစ်မည်ဟုထင်ပါသည်လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့်အာဖရိကလေ့လာရေးကျောင်း School of Oriental and African မြမစာဌာနတွင်ကတိကအဖြစ် အမှုထမ်းနေသူဖြစ်ပါသည်ထိုဌာနတွင် ပါမောက်ခအဖြစ်အမှုထမ်းပြီးအငိမ့်စားယူလာခဲ့သောဆရာကြီးဒေါက်တာလှဖေဤတပည့်မှလည်းဖြစ်ပါသည်လန်ဒန်တွင်ဆရာကြီးဒေါက်တာလှဖေထံ၌မြန်မာစာမြန်မာစကားအခြေခံကို သင်ယူတက်မြောက်ပြီးသောအခါမြန်မာပြည်သို့1953ခုလောက်တွင် လာရောက်ပြီးရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်တို့တွင်မြန်မာဘာသာကိုဆက်လက်လေ့လာခဲ့ပါသည်ယခုအခါအထူးသဖြင့် သူစိတ်ဝင်စားစွာ လေ့လာနေဒီမှာမြမဝတ္ထုတော်ဝတ္ထုရှင်နဲ့မြမစာပေလောကဤစာပေဝေဖန်ရေးပင် ဖြစ်ပါသည်1980နှစ်လောက်တွင် စာပေကိစ္စတစ်ခုနှင့်ပတ်သက်၍ကျွန်တော်ထံစာရေးမေးမြန်းရာမှာစာပြီးကျွန်တော်နှင့်တည်ကြွန့်ခဲ့ပါသည်1984လောက်တွင်မြန်မာနိုင်ငံသို့နောက်တစ်ခေါက်ရောက်လာသည်တွင်မှသူနှင့်လူချင်းတွေ့ဖူးပါတော့သည် လူချင်းတွေ့လိုက်တော့သူမှာ မေကွန်တွေတပုံးကြီးပါလာသည်ကို တွေ့ရပါသည်မေကွန်ဆိုပေမဲ့လူချင်းတွေမှရောက်တက်ရရစကားပြောကြဆိုကြရင်ကြုံသလို မေးတော့မေကွန်မျိုးမဟုတ်ပါဒါတော့မီဆိုကလေးကကြိုတင်လေ့လာပြီးပြင်ဆင်လာတော့မေကွန်များဖြစ်ပါသည်မြမလိုအတန်အသင့်ရေးနိုင်သည်မှန်တော့လေသူလိုချင်သောအထိပ်ပဲကိုတိတိကျကျရနိုင်ရန်အင်္ဂလိပ်လိုရေးလာပြီးအင်္ဂလိပ်လိုပဲမေးပါသည် မေးပုံက ကက်ဆက်ရီကော်ဒါကို ရှေ့မှာချပြီးသူ့မိကွန်းစာရွက်ကိုဖတ်ပြီးမေးခြင်းဖြစ်ပါသည်ကျွန်တော်ကတော့မြန်မာလိုရော အင်္ဂလိပ်လိုရောသင်တယ်လို့ပြောပြီးဖြေခဲ့ပါသည်သူ့မိကွန်းများကိုတင်ပြလိုသည့်ရည်ရွယ်ချက်မှာမြန်မာစာပေနှင့်ပတ်သက်၍သူတို့လေ့လာကြပုံများ သူတို့စိတ်ဝင်စားကြသောအကြောင်းအရာများကိုရိပ်ရှားမိကြရန် ဖြစ်ပါသည် ကျွန်တော်အဖို့မှမူကကျွန်တော်ကိုယ်တိုင် တေချာမစင်စားခဲ့မိသည့်ကိစ္စများဖြစ်နေသောကြောင့်သူကိုကျေးဇူးတင်မိသည်မှာအမှန်ဖြစ်သည့်အပြင်ဆရာကြီးပီမောနေဤနေရီရီဝတ္ထုကိစ္စမျိုးဆိုရင်သူကြောင့်ဘုသူတ္တတိုးရပေသည်ဟု အောက်မေ့မိပါသည် သူမိကုံများကိုဖြေခဲ့သောကျွန်တော်ဤအယူအဆများနှင့်ပတ်သက်၍စာဖတ်သူသဘောတူခြင်းမှတူပါလိမ့်မည်တူသည် ဖြစ်စေ မတူသည် ဖြစ်စေစာဖတ်သူအဖို့စဉ်စားတွေးတောစရာများ ဖြစ်လာလိမ့်မည်ဟုမျှော်လင့်ပါသည်ခါတိုင်းရေးသားတင်ပြနေကြအမေးဖြေများနဲ့စင်မြင့်ပေါ်မှဖြေခဲ့ရခြင်းဖြစ်တော်လဲယခုအမေးဖြေမှာဆွေးနွေးပွဲသဘောမျိုးခက်ဆန်ဆန်ဖြစ်နေတော့ကြအနှဲငယ်ခြားနာမှုတော့ရှိကောင်း ရှိပါလိမ့်မည်သူ့အမေးနဲ့ကျွန်တော်အဖြေကိုတင်ပြပါမည် Mrs. Anna Ello ဆရာဦးအောင်သိန်းကို ကျမမေးချင်တာကဆရာကြီးသခင်ကိုတော်မိုင်းနဲ့လက်တီပန်တိတဆရာဦးမောင်ကြီးတို့ဟာခေပြိုင်စာရေးဆရာကြီးများစာပေပညာရှင်ကြီးများဖြစ်ကြပါတယ်မြမစာပေတိုးတက်ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးသူတို့နှစ်ဦးမှာဘသူကပိုပြီးကျေးဇူးပြုခဲ့တယ်လို့ယူဆပါတယ်ကျွန်တော်ဆရာမမေးတဲ့မေးခွန်းကိုကျွန်တော်မစင်စားခဲမိသေးတာအမှန်ပါပဲ။ သို့တော်လည်းကျွန်တော်တက်နိုင်သမျှစူးစမ်းပြီးဖြေပါမယ်။ဆရာမရဲ့မိကုန်းတဲ့ကမြမစာပေတိုးတက်ဖွင့်ပြောမှုဆိုတဲ့အချက်ကိုကျွန်တော်အထူးသတိပြုပြီးစဉ်းစားရမယ်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ဘဝကိုနှိုင်းယှဉ်ပြီးကြည့်လိုက်မယ်ဆိုရင် စာပေလောကမှာတပြိုင်တည်းနာမည်ကြီးခဲ့ကြတာပါပဲ။ဒါပေမဲ့ဆရာဥမောင်ကြီးကစစ်ကြီးမဖြစ်မီအစောကြီးမှာပဲကွယ်လွန်သွားခဲ့ရှာပါတယ်။ ဆရာကြီးသခင်ကိုရောမိုင်းကတော့အသက်60နီးပါးထိအောင် အသက်ရှည်နိုင်ခဲ့တယ်။စာဖေလောကမှာသူတို့နှစ်ဦးရဲ့နာမည်ကြီးပုံကိုရေပူရအဖျင်ခြုံပြီးကြည့်လိုက်မယ်ဆိုရင်ဆရာဦးမောင်ကြီးကဝတ္ထုရှည်ကြီးတွေ၊ကြပြားတွေ၊ဘာသာရေးနဲ့ပတ်သက်တဲ့စာတွေကြောင့်နာမည်ကြီးခဲ့ပါတယ်။ဆရာကြီးသခင်ကိုရောမိုင်းကတော့အဲ့တော့နိုင်ငံရေးနဲ့ပတ်သက်တဲ့မြို့ချစ်စိတ်တဲ့စာပေတွေကျွန်တော် ဟုတ်ပါတယ်နိုင်ငံရေးမြို့ချစ်စိတ်စာပေတွေကိုဆရာကြီးကပို့ပြီးစိတ်ဝင်စားခဲ့ပါတယ်သို့တော်လည်းဆရာကြီးကနိုင်ငံရေးစာပေတမျိုးတည်းကိုသာရေးခဲ့တယ်လို့တော့ဆိုနိုင်မယ်မထင်ပါဘူးနိုင်ငံရေးလှုပ်ရှားမှုတွေများများဆဆမရှိခင်ကဆိုရင်ရတစာပေနဲ့ပတ်သက်တဲ့ကိစ္စတွေသမိုင်းရာဆိုရင်ကိစ္စတွေကိုအတော်များများရေးခဲ့တာကိုတွေ့နိုင်ပါတယ်နောက်ပိုင်းနိုင်ငံရေးကိစ္စတွေပေါ်ပေါက်လာတဲ့အခါမှာတော့အထူးသဖြင့် ចောင်းသားတပိတ်တို့တို့ဗမာအစီယုံတို့ပေါ်လာတဲ့အခါမှာဆရာကြီးဟာနိုင်ငံရေးစာပေတွေဘက်စီကို လုံးဝဥလဲသွားတယ်လို့ဆိုရပါလိမ့်မယ်။ဆရာကြီးဥမောင်ကြီးကတော့စာပေဘက်မှာဒါများသောအားဖြင့်စိတ်ဝင်စားခဲ့တယ်လို့ဆိုနိုင်ပါလိမ့်မယ်။စာပေဘက်ကိုစိတ်ဝင်စားခဲ့တယ်ဆိုတာကြောင့်နိုင်ငံရေးကိုစိတ်ဝင်စားဘူးရဲ့လို့တော့ဖြင့်ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့သူ့စာတွေကိုတေချာဖတ်ကြည့်မယ်ဆိုရင်မြန်မာတွေဇာတိသွေးဇာတိမှန်တက်အောင် မျိုးချစ်စိတ်ရှိအောင်စီးပွားရေးမှာလူမျိုးချားတွေနဲ့ရှင်ပြိုင်ကြိုးပမ်းခြင်းအောင်တိုက်တွန်းနှိုးဆော်ခဲ့တဲ့စာတွေကိုများစွာရေးခဲ့ပါတယ်။သို့တော်လည်းစာပေတွေကိုစူးစမ်းကြည့်လိုက်ရင်တော့ဖြင့်ဆရာကြီးတခင်ကိုတော်မိုင်းကမျိုးချစ်စိတ်ယတာစာပေအရေးသားများပြီးလေဒီပန္တိတဥမောင်ကြီးကတော့တခြားယတာစာပေသုဒ္ဓစာပေတွေအရေးများတယ်လို့ဆိုရပါမယ်။ဆီယာမရဲ့မိကုံတွေက မြန်မာစာပေဆိုတာကလည်းယတစာပေကိုဆိုလိုတာဖြစ်တာမို့ယတစာပေဘက်ကလည်းစဉ်းစားကြည့်ကြင်ပါသေးတယ်ပထမဆုံးဝတ္ထုစာပေနဲ့ပတ်သက်ပြီးစဉ်းစားကြည့်ကြတဲ့အခါမှာဇေယဥမောင်ကြီးကဝတ္ထုရှိကြီးတွေတော်တော်များများကိုပဲရည်ခဲ့ပါတယ်ခင်မြင့်ကြီးတန်းတန်းတင်တင်မြဆတဲ့မြေတားဘွဲဝတ္ထုတွေတာမကဘယင်နောင်နတ်ရှင်နောင်ပညာနယ်တပင်ရွှေတီဆတဲ့ ရာဇဝင်ဝတ္ထုကြီးတွေကိုလည်းရေးခဲ့ပါသေးတယ်။မြန်မာစာပေတမိုင်းမှာရာဇဝင်ဝတ္ထုကိုအစောအဆုံးရေးခဲ့တာဟာဆရာဦးမောင်ကြီးပါပဲလို့ပြောယူရအောင် အမှတ်ထင်းထင်းကြီးရေးခဲ့ပါတယ်။ဆရာကြီးတခင် ကိုတော်မိုင်းလည်းရေးခဲ့တာပါပဲ။ဒါပေမဲ့မှာတော်ဘုံဓမ္မစေတီစသည်အားဖြင့်နည်းနည်းလောက်သာရေးခဲ့တာကို တွေ့ရပါတယ်။အရေးအတွက်နဲတာတစ်ခုတည်းကြောင့်အကျိုးပြုမှုနဲတယ်ရေလို့တော့လဲပြောလို့မဖြစ်ဘူးဆိုတာကိုကျွန်တော်နားလဲပါတယ်။ သို့တော်လည်းအဲ့ဒီခေတ်က ဆိုရင်ဆရာဥမောင်ကြီးဝတ္ထုတွေကို တမန်မော်မော်တန်နေတန်ထားနဲ့ဖတ်ကြသည်ထီအောင်ဆွဲလန်းခဲ့ကြတယ်လို့သိရပါတယ်။ကျွန်တော်ရဲ့မိခင်ဟာကျွန်တော်17နှစ်သားလောက်မှကွယ်လွန်သွားခဲ့ပါတယ်။အိမ်ကြီးချင်းလူကြီးတွေကကျွန်တော်ရဲ့မိခင်ဟာဆရာဥမောင်ကြီးရဲ့ဝတ္ထုတွေကိုတန်နေတန်ထားနဲ့ဖတ်တဲ့အခါမှာအလွန်နားထောင်လို့ကောင်းကြောင်းပြောပြအပူပါတယ်။အဲ့ဒီလိုပြိဋ္ဌာတ်ကိုဝတ္ထုဖတ်လာအောင် စီးရုံနိုင်တဲ့တတိယလေးစားလောက်တဲ့ကိစ္စပဲလို့ကျွန်တော်ပြောချင်ပါတယ်။နောက်ပြီးသူ့ဝတ္ထုတွေမှာတေးထံလေးကျိုးလေးစက်တပြံဘောလဲစသဖြင့်ကြပြတွေကလည်းပါနေပြန်တော့ကြပြအတွက်လည်းအကျိုးပြုရောက်နေသေးတယ်လို့ကျွန်တော်ထင်မိပါတယ်။ဆရာကြီးနှစ်ပါးရဲ့ထူးခြားတဲ့အချက်ကတော့ကြပြပုံသဏ္ဍာန်တွေကိုတီထွင်သွားနိုင်ခြင်းပါပဲ။ဆရာကြီးသခင်ကိုရောမိုင်းကစာတောင်းလေးကျိုးကြီးပုံသဏ္ဍာန်ကိုတီထွင်နိုင်ခဲ့တယ်လို့ လက်ဒီပန္တိတဆရာကြီးကလည်းရှစ်လုံးဖွဲ့ကဗျာကို တီထွင်နိုင်ခဲ့တယ်။ဒီနေရာမှာဆရာကြီးနှစ်ပါးရဲ့ခြားနာမှုကိုတခါတွေ့ရပြန်ပါတယ်။ဆရာမိုင်းရဲ့ကဗျာပုံတံကရေးဖို့လဲခက်ပါတယ်။ဆိုဖို့လဲခက်ပါတယ်။ဆရာဦးမောင်ကြီးရဲ့ရှစ်လုံးဖွဲ့ပုံတံကတော့ရေးဖို့လဲလွယ်ပါတယ်။ဆိုဖို့လဲလွယ်ပါတယ်။ဒါကြောင့်လူကြားတဲ့မြန်မြန်ဆန်ဆန်ထုတ်ဖော်ဝင်ရောက်သွားခဲ့တယ်လို့ကျွန်တော်မှတ်မိနေပါတယ်။နောက်တစ်ချက်ဆရာဦးမောင်ကြီးရဲ့ထူကြတဲ့ ကြိုးပမ်းမှုကတော့ဘာသာပြန်ကိစ္စပါပဲဇေယမအတိထားတဲ့အတိုင်းစာပေတိုးတက်မှုမှာဘာသာပြန်ကိစ္စကလည်းအရေးကြီးပါတယ်အဲ့တော့ပါဠိကမြန်မာပြန်တဲ့ကိစ္စဟုတ်ပါတယ်ဟုတ်ပါတယ်ဆရာဦးမောင်ကြီးကပါဠိတက္ကဋကနေပြီးစာပေတော်တော်များများကိုမြန်မာပြန်ခဲ့ပါတယ်ဆရာကြီးရွှေဦးတောင်းကဝတ္ထုနဲ့ပတ်သက်ပြီးဆရာဦးမောင်ကြီးအပေါ်မှာနည်းနည်းမှအထင်မကြီးပါဘူးဒါပေမဲ့ ဘာသာရေးစာပေတွေကိုဖတ်လာတဲ့အခါမှာဆရာဦးမောင်ကြီးရဲ့ဘာသာပြန်ပုံတွေကို အလွန်မဲ့ချီးကျူးပါတယ်။ဆရာဦးမောင်ကြီးဟာကျမ်းပေါင်း400ကျော်ပြည့်စုံရေးသားခဲ့တာကို ထောက်လိုက်ရင်နဲ့တဲ့ကြိုးပမ်းမှုကြီးမဟုတ်ဘူးဆိုတာသိတာပါတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့ကနိုင်ငံရေးတွေအမျိုးသားရေးလှုပ်ရှားမှုတွေဆိုတာတွေကိုပါရောပြီးခန်းစားနေကြတာဖြစ်လေတော့ကျွန်တော်တို့ခေါင်းထဲမှာဆရာကြီးတခင်ကိုတော်မိုင်းတာလင်းရှေ့ကနေပြီးဝင်လာတတ်တာမှန်တော့လေ စာပေရှုထောင့်ကကြည့်မယ်ဆိုရင်တော့လက်ဒီပန္တိတဆရာဥမောင်ကြီးရဲ့အကျိုးပြုမှုကနည်းနည်းပိုပြီးများလိမ့်မယ်လို့ထင်မိပါတယ်။အဲ့ဒါကတော့ကျွန်တော်ရဲ့အယူဆပါပဲ။ကျွန်တော်ထက်တက်သည့်နားလေတဲ့ပုံကူများကိုလည်းမေးကြည့်စေချင်ပါသေးတယ်။အဲ့လိုကျမမေးခြင်းနဲ့ဒုတိယအမေကတော့ ဆရာကြီးဘီမောနင်းနဲ့ဆရာကြီးရွှေဦးရောင်းတို့ဟာခေတ်ပြိုင်စာရေးဆရာကြီးများဖြစ်ကြပါတယ်မြန်မာခေတ်ပေါ်ဝတ္ထုတိုးတက်ဖြစ်တော်မှုနဲ့ပတ်သက်ပြီးသူတို့နှစ်ဦးမှာဘသူကပို့ပြီးအကျိုးပြုခဲ့တယ်လို့ဆရာဦးအောင်သင် ယူဆပါတယ်ကျွန်တော်ဆရာမမေးတဲ့မေးခွန်းကဝတ္ထုနဲ့ပတ်သက်ပြီးမေးခြင်းဖြစ်ပါတယ်ဝတ္ထုနဲ့ပတ်သက်လို့ဆိုရင်တော့ဖြင့်ဆရာကြီးရွှေဦးတော်ကပို့ပြီးအကျိုးပြုတယ်လို့ထင်မိပါတယ် အဲ့ဒီမှာဗဒနာအချက်ကြီးကတော့ဆရာကြီးပြီးမောင်းင်းကအစောကြီးကွယ်လွန်သွားရခြင်းဖြစ်တယ်လို့ကျွန်တော်ယူဆမိပါတယ်တကယ်လို့ဆရာကြီးပြီးမောင်းင်းသာဆရာကြီးရွှေဥတောင်းလောက်အသက်ရှည်ရှည်နေခဲ့ရမယ်ဆိုရင်တော့ဆရာကြီးပြီးမောင်းင်းကတောင်ပိုပြီးအကျိုးပြုနိုင်စရာရှိတယ်လို့ကျွန်တော်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ဆရာကြီးရွှေဥတောင်းကပင်ကိုရေးဝတ္ထုဟာအချိန်ကုန်လူပန်းသလောက်တွက်ချေမကြိုက်လို့မရေးဘူးဆိုတာကို မကြာခဏဆိုသလိုပြောခဲ့ဘူးပါတယ် ။ဆရာပီမိုးနင်းကတော့ဒီလိုမဟုတ်ပါဘူး။ပင်ကိုစိတ်ကူးစိတ်တမ်းလည်းကောင်းတယ်။ရှင်းရတာလည်းဝင်မလေးတဲ့သဘောကိုအများကြီးတွေ့ရပါတယ်။ဆရာကြီးပီမိုးနင်းစောစောစီးစီးကွယ်လွန်သွားရတာမြန်မာစာပေလောကအတွက်အေယာမဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့ကျွန်တော်ထင်မိပါတယ်။သို့တော်လည်းဆရာကြီးပီမိုးနင်းကွယ်လွန်သွားလို့မြန်မာဝတ္ထု တိုးတက်မှုအတွက်ဆရာကြီးရွှေဦးရောင်က ပိုပြီးတာဝန်ယူလိုက်တယ်လို့ကြိုးပမ်းခဲ့တာကိုလည်း ကျေးဇူးတင်ဖို့ကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ်။တာဝန်ယူခဲ့ပုံကိုနည်းနည်းရှင်းပြချင်ပါတယ်။အထူးသဖြင့်စောစောပိုင်းမှာဆိုရင်ပြည်မောင်းနှင်းရဲ့ဝတ္ထုတွေဟာမြန်မာဝတ္ထုလောကအပေါ်မှာအတော်လေးဩဇာကြီးခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဝတ္ထုဆရာတွေဟာသူ့ဝတ္ထုပုံစံမျိုးကိုလိုက်တူပြီးရေးဖွဲ့ခဲ့ကြပါတယ်။များသောအားဖြင့်တော့အချစ်အလွန်ဝတ္ထုတွေပဲများကြပါတယ်။ဆရာကြီးရွှေဦးတောင်စိတ်ဝင်စားတာက စွန်စားကန်းဝတ္ထုတွေလှုပ်ဝက်သဲဖို့ဝတ္ထုတွေဆရာကြီးပီမွန်နင်းကွယ်လွန်တဲ့အချိန်လောက်ထိအောင်ဓာတ်ရိုက်ဘာသာပြန်ဝတ္ထုတွေကိုမြန်မာတွေကတွင် မတွေ့လာသေးပါဘူးသူရဲကောင်း၃ယောက်ဝတ္ထုတောင်မှပြိဋ္ဌတ်ကတိတ်ပြီးအတိမတ်မပြုတ်ခဲ့ကြဘူးနောက်ပိုင်းမှာဘာသာပြန်ဝတ္ထုတစတစတွင်ကျဲလာတာဖြစ်ပါတယ်အဲ့ဒီမှာတော့ဆရာကြီးရွှေဦးတောင်ရဲ့ကျေးဇူးပဲလို့ဆိုရမယ်ထင်ပါတယ်ဆော်လမုန်တိုက်တိုမွန်တီကရစ်စတို နယ်စားကြီးကိုဘာသာပြန်တယ်ယတနာတိုက်တို့ဆိုတဲ့ဝတ္ထုကြီးတွေကိုပိယိတ်သက်ကကောင်းကောင်းကြီးလက်ခံလာကြပါတယ်အဲ့ဒီနောက်တော့ဇက်လန်းဇက်ွက်ကိုသာအသားပေးထားတဲ့ဝတ္ထုတွေကိုသာမှုပဲလူစရိုက်လူသဘောလူသဘာဝကိုပါအသားပေးတဲ့ဝတ္ထုကြီးတွေကိုဆရာကြီးကဘာသာပြန်လာပါတယ်ဒီနည်းအားဖြင့်စာဖတ်ပိယိတ်သက်ကိုမြင့်ခေါ်ပေးသွားတယ်လို့ဆိုနိုင်ပါတယ်ဆရာကြီးပီမောနင်းသာအသက်ရှိခဲ့ရင်မြမဝတ္ထု တိုးတက်မှုမှာပိုပြီးအကျိုးပြုနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတာကတခြားကြောင့်မဟုတ်ပါဘူး။ဒီမောင်းင်းကဝတ္ထုရေယုံတာလည်းမကပဲ။စာပေတိုးတက်မှုနဲ့စာပေဝေဖန်ရေးကိုလည်းစိတ်ဝင်စားခဲ့သေးတယ်။ငွေကလောင်လိုစာရင်းနှီးကျမ်းတွေကိုလည်းရေးခဲ့သေးတယ်။တက္ကသိုလ်ကထုတ်တဲ့ခက်ဆန်းစာပေတွေကိုလည်းလှမ်းပြီးဝေဖန်လိုက်သေးတယ်။သူနဲ့ခက်ပြိုင်စာရေးဆရာကြီးတချို့ကကာလပေါ်ဝတ္ထုတွေကိုရှုံရှုံချာချာပြောရင်လည်း ပြန်ပြီးတွေ့လိုက်တာပဲပင်ကိုစဉ်းစားညံမပါပဲရှေးစာတွေတဲကကုချပြီး စာရစ်ဆရာအမိခံနေသူတွေကိုလည်းအခွင့်အတင်တိုင်းတွေ့တာပဲဒါကြောင့်မြန်မာစာပေလောကတစ်ခုလုံးအနေနဲ့သာပြောရမယ်ဆိုရင်ပြီးမောင်းင်းကပိုးပြီးအကျိုးပြုတယ်လို့ကျွန်တော်ပြောချင်တယ်သို့တော်လည်းဆရာမမိတာကဝတ္ထုဖြစ်ပေါ်တိုးတက်မှုကွယ်ပြီးမိတာမို့သူတို့ရဲ့ဘဝတက်တန်လောက်ဆောင်နိုင်ခဲ့တဲ့ဝတ္ထုလုပ်ငန်းပမာဏကို ချင့်ချင်ပြီးဆရာကြီးရွှေဦးတော်ကပို့ပြီးအကျိုးပြုနိုင်ခဲ့တယ်လို့ဖြေလိုက်ရခြင်းဖြစ်ပါတယ်။အဲလောကျမဆရာပြောတာကိုသဘောတူပါတယ်။ဆရာကြီးရွှေဦးတော်ကဘာသာပြန်ဝတ္ထုကြီးတွေအများကြီးရေးသွားနိုင်ခဲ့ပါတယ်။ဆရာပြောသလိုလူတဘာဝလူစရိုက်ဖို့ဝတ္ထုကြီးတွေကိုပါ ရေးချိန်ရသွားပါတယ်။ဘီမိုနင်းရဲ့နေကြီးကြီးဝတ္ထုကိစ္စပါပဲ။အဲ့ဒီနေကြီးကြီးကို Charles Gabe ရဲ့ ဂျက်စေကာဝတ္ထုကိုဘာသာပြန်လာရဲလို့မြန်မာစာရေးဆရာတွေရေးတာကို တွေ့ရပါတယ်။ကျမတို့စီမှာဒီစာရေးဆရာကိုဘယ်သူမှမသိကြတော့ပါဘူး။သူ့စာကိုလည်းဘယ်မှမှ ရှာလို့မရပါဘူး။ဒါနဲ့ကျမလည်းမတတ်နိုင်ဘူးဆိုပြီးဖြစ်တရှပြတိုက်ထီအောင်လိုက်ရှာမှတွေ့ရပါတော့တယ်။အဲ့ဒီမှာဖတ်ကြည့်တော့ဇလန်းဆက်ကွက်ကဘာမှမဆိုင်ပါဘူး။ရိုးရိုးရိတ်တိတ်တောင်မတူပါဘူး။အဲ့ဒါဘာကြောင့်ဂျက်စကဲကို ဘာသာပြန်နာရဲလို့ပြောနေကြတယ်မသိဘူးကျွန်တော်အဲ့ဒါတော့ဖြင့်ကျွန်တော်လည်းမပြောတတ်တတ်ဘူးဆရာမကြီးကျွန်တော်တို့ကလည်းအဲ့ဒီစာကိုမြင်ဘူးကြတာမှမဟုတ်ပဲဆရာမမြင်ဘူးရုံမကပဲဖတ်တောင်ဖတ်ခဲ့ဘူးတာဆိုတော့ဆရာမပြောတာကိုပဲအတည်ယူရမှာပေါ့နေကြီးကြီးဝတ္ထုဟာ just a girl ကိုဘာသာပြန်နေဆိုတာမဟုတ်ဘူးလို့ပြောင်းပြီးမှတ်လိုက်ရုံပဲရှိတာပေါ့ဆရာမရဲ့အဲ့တော့ ကျမအံ့ဩနေတာက ဘာကြောင့်ဒီလိုအမှတ်အသားတွေပေါ်လာရသလဲဆိုတာပါပဲကျွန်တော်အဲ့ဒါကတော့ဆရာကြီးနဲ့နီးနီးကပ်ကပ်နေခဲ့ဖူးတဲ့လူတယောက်ကအမှတ်မှားပြီးပြောလိုက်ဆိုလိုက်တာကိုမှတ်တဲ့လူကမှတ်ထားမိလိုက်လို့ဖြစ်မယ်ထင်ပါတယ်နောက်ထပ်ပြီးစူးစမ်းရှာဖွေဖို့စောက်ကလည်းမရှိတော့အဲ့ဒီလိုမှတ်ထားကြရတော့တာပေါ့ဆရာမရေအဲ့လို့ ဆရာဦးအောင်သင်ကတော့အဲ့ဒီစာအုပ်ကိုဘာသာပြန်တာပဲလို့ယူဆသလားကျမမေးတာကတခြားကြောင့်မဟုတ်ပါဘူးဇာရေးဆရာတယောက်ကို လေးလာပြီးဆိုရင် သူ့ရဲ့ပင်ကိုစွမ်းရည် originality ကိုတွေ့အောင်ရှာပြီးအကဲဖြတ်ဖို့အလွန်အရေးကြီးတယ်ဆိုတာကိုလည်းဆရာလည်းသိပါတယ်ဒါကြောင့်နေကြီးကြီးဟာဘာသာပြန်မဟုတ်ပဲ ပင်ကိုရေးဖြစ်တယ်ဆိုရင်ဆရာလက်ခံနိုင်မလားဂျက်ဆယ်ကတ်ကိုဘာသာပြန်တာမဟုတ်ကြောင်းတော့ထင်ရှားနေပြီလေကျွန်တော် อืมခက်တော့ခက်သားပဲဆရာမကြီးအဲ့ဒီစာကိုဘာသာပြန်ထားတာမဟုတ်ယုံနဲ့နေကြီးကြီးဟာသူ့ပင်ကိုရေးပါပဲလို့ထထကြဆိုဖို့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာကြီးရဲ့ဝတ္ထုတွေမှာဘာသာပြန်ထားကြောင်သိတာတဲ့လက္ခဏာတွေကိုအများကြီးတွေ့ရတယ်။ဥပမာတကောတော်ဝတ္ထုဇလန်ဇက်ကွက်နဲ့ဇက်ကောင်ဇေယိုက်တွေဟာမြမမဟုတ်ဘူးလို့ပြောဝင်တယ်။နောက်ပြီးနေညိုညိုတဲကညိုညိုဆိုရင် အဲ့လောဟုတ်တယ်ညိုညိုဟာမြမမင်းကလေးမဟုတ်ဘူးနေရီရီထဲကရီရီတောင်မှတချို့နေရာမြမတိတ်မဆန်လာဘူးလို့ထင်တယ်ကျွန်တော်ဒီတော့ဆရာကြီးဟာနေရီရီကို စာတုပ်ကဘာသာပြန်တာမဟုတ်ရင်တောင်မှသူ့ဖတ်ထားတဲ့အင်္ဂလိပ်ဝတ္ထုတွေတဲကသင်တို့ယာယာတွေကို ကောက်ယူပေါင်းစပ်ထားတာဖြစ်နိုင်တယ်လို့အောက်မေ့မိတယ်ဟဲ့လောကျမသဘောတူပါတယ်ဒီလိုဆိုတော့ဆရာကြီးရဲ့ ပင်ကိုစွမ်းရည်ကိုရှာခြင်းယင်ဘလို့လှုပ်တဲ့နယ်လို့ဆရာထင်ပါတယ်ကျွန်တော်အကောင်းဆုံးကတော့ဝတ္ထုတိုတွေထဲမှာရှာကြည့်ပါလို့တိုက်တွန်းခြင်းပါတယ်ဝတ္ထုတိုတွေဟာဆရာကြီးရဲ့ပင်ကိုရေးလို့မဟုတ်ချပြောနိုင်လောက်တဲ့လက္ခဏာတွေအများကြီးတွေ့ရပါတယ်ဥပမာ ဝတ္ထုတိုလေးတစ်ပုဒ်မှာဆိုရင်အိမ်စီမြမမိန်းကလေးတစ်ယောက်ကမနေ့တိုင်းကလားလက်ဖက်ရည်ဆိုင်သွားပြီးနံပြားဝယ်တယ်နံပြားရောက်တဲ့ကလားကကောင်းမလေး နင်းစားဖို့ဆိုပြီးနံပြားသေးသေးလေးတစ်ချက်အမြဲလှုပ်ပေးလိုက်တယ်။အဲ့ဒီနံပြားသေးသေးလေးတွေနဲ့ပဲကောင်းမလေးကလားမရဖြစ်သွားရကြောင်းရေးထားတယ်။အဲ့ဒါဆိုရင်ဘာသာပြန်မှုန့်နိုင်ဘူးဆိုတာထင်ရှားနေတာပဲ။ခင်နေတာကအဲ့ဒီဝတ္ထုလေးပါပဲ။ဝတ္ထုတို့စားအုပ်ကိုတွေးကိုမတွေးရတော့တာပဲဆရာမကြီး။ မစ်အယ်လောနောက်တစ်ခုကျမမေးချင်တာကမြန်မာလူမျိုးတွေဟာညသောအဖြစ်ဘာသာတရားယုံကြည်ကန့်ဆိုင်ကြပါတယ်ဗုဒ္ဓဘာသာကလည်းအခုသို့ပြည့်ညတ်ချက်တွေအတော်လေးများပါတယ်ဒါပေမဲ့လူဘဝအသက်ရှင်ပြီးနေထိုင်နိုင်ဖို့အတွက်အခုသို့မှုကိုပြုကျင်တဲ့အခါလဲပြုကြရတာတဘာဝပါပဲဒီအခါမျိုးမှာဖျားကိုယုံကြည်ရတာကလည်းတစ်ဖက်အခုသို့မှုကိုမလွဲတာလို့ပြုရတာကလည်းတစ်ဖက်နဲ့ ဒွန်တွဲပြီးလွန်ဆွဲခံနေရတဲ့လူစိတ်နှလုံးကို ဖော်ကျူးထားတဲ့ဝတ္ထုမျိုးများရှိပါသလားနည်းနည်းပါးပါးလောက်ရေးထားတာကိုတော့တွေ့ရပါတယ်ဥပမာဈာနေကျော်မမလေးရဲ့မုံရွေမဟုဝတ္ထုထဲမှာဆိုပါတော့ဝေဝေရဲ့မိခင် သီလရှင်ဝတ်သွားတော့ဝေဝေကငငယ်လေးပဲရှိပါသေးတယ်သူမိခင်ရဲ့ရင်ခွင်မှာမိခိုခြင်းနေတော့အွယ်မဟုတ်လားဒါပေမဲ့မြင့်မြတ်တဲ့သူတော်စင်ဘဝကိုကူးပြောင်းတော့မှာဆိုတော့မတားကောင်းဘူး သူ့ရင်ထဲမှာတော့ကြေကွဲနေတယ်။အဲ့ဒါကိုဂျာနေကျော်မမလေးကပေါ်လွင်အောင်ရေးထားပါတယ်။အဲ့ဒါကတော့ဝတ္ထုရှိကြီးတစ်ပုဒ်ရဲ့ကန္နာကလေးတစ်ခုသာ ဖြစ်ပါတယ်။အဲ့ဒီလိုစိတ်ခံစားမှုကိုကြဲကြဲဝန်းဝန်းရေးဖွဲ့ထားတဲ့ဝတ္ထုရှိများရှိပါသေးသလားလို့မေးတာပါ။ကျွန်တော်ခဏစဉ်းစားပါရစေအောင်ဆရာမ။ကျွန်တော်ခဏငိုင်းသွားပါသည်။อืมကြပြရီထဲမှာတော့ဖြင့် အဲ့ဒီလိုသဘောမျိုးလေးတွေရေးထားတာတွေ့ဖူးတယ်။ဝတ္ထုထဲမှာအထူးသဖြင့်ဝတ္ထုရှည်တွေထဲမှာတော့ကျွန်တော်ဖတ်မိမှတ်မိသလောက်မတွေ့သေးပါဘူးဆရာမ။နောက်ပိုင်းတွင်တော့ရှုမဝမဂ္ဂဇင်းထဲတွင်ပါလာသည့်မောင်သိက္ခာဤခလောက်ကလေးရတဲ့ဒိုးဒိုးတောင်တောင် ဆိုသောဝတ္ထုလေးကို ကျွန်တော်ပို့ပေးလိုက်ပါသည်။သူဘာသာပြန်ပါသည်။သူဘာသာပြန်မူချမ်းကိုကျွန်တော်ထံသို့ပို့ပေးပါသည်။ကျွန်တော်ကအလျှော့အတင်းလေးများကိုထောက်ပြပြီး ြန်ပို့ပေးရပါသည်သူတို့စီကဘာသာပြန်ဝတ္ထုထုတ်ဝေပုံကထိုစာများကိုစာပေပညာရှင်ကြီး၏အဖွဲ့တွင်တင်ပြရပါသည် ထိုပညာရှင်များတစ်ဆိုင်ရာလူမျိုး၏ဓလေ့စရိုက်ပေါ်လွင်ခြင်းအနုပညာစွမ်းရည်ကောင်းမွန်ခြင်းစာတော်အချက်များကိုကြည်ပြီးမှလက်ခံပါသည်အခုတော့ဘယ်အခြေအနေရောက်နေပြီမသိရသေးပါ ဟုတ်ကဲ့ပါခင်ဗျာဆရာအောင်သိန်းရဲ့စကားဝိုင်းဆိုတဲ့ဒီအမေးဖြေခန္ဓာလေးကတော့ဒီနေ့ပဲအကုန်လုံးဖတ်လို့ပြီးသွားပါခင်ဗျာအဲ့တော့အစမှဆုံးအားပေးနားဆင်ကြကြသူပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေနောင်လာမယ့်ဝတ္ထုတော်ဝတ္ထုရှိကဗျာဆောင်းပါစသည်တို့ကိုလည်းတင်ဆက်တဲ့ခါကြရင်ဆက်ဆက်အားပေးကြပါအောင်လို့ပြောချင်ပါတယ် ကျွန်တော်ကတော့တင်ဆက်ခဲ့သူဂျင်မနိုင်ဖြစ်ပါတယ်ခင်ဗျာ။